ိုင်းပြည်နယ်ကြောက်ဖြူမြို့နယ်ခြေဆိုင်ကြောက်ဖြူရန်ကုန်လမ်းပေါ်ရှိအမှတ်32ရဲတပ်ရင်းမှာကြားလူနီနီဖြစ်နေတဲ့အတွက်စစ်ကောင်စီကကာကင်းစခန်းတွေကိုအင်အားဖြည့်နေတယ်လို့သိရပါဗျ။စစ်ကောင်စီကရဲတပ်ရင်း32ရဲ့ကာကင်းစခန်းဖြစ်တဲ့တောင်ရှိတောင်မှာ အခုဇွန်လနောက်ဆုံးပတ်ကအင်အားအလုံးရင်းနဲ့နေရာချထားပြီးစစ်ပြင်ဆင်ထားတယ်လို့သိရပါဗျ။တိုင်ပွဲကလုံးဝရက်သွားတာမျိုးမဟုတ်ဘူးအပြန်အလှန်ပြစ်ခတ်မှုရှိတယ်။ အေကထိုးစစ်မစင်တဲ့အချိန်ခွင်ကောင်းယူပြီးစစ်တပ်ကတောင်ရှိတောင်မှာအင်အားတိုးထားတယ်လို့ရခိုင်စီရေးသတင်းရင်းမြစ်က ARD Times ကိုပြောပါရယ်စစ်ကောင်စီနဲ့အာရခတပ်တော်အေတို့ဟာမလကျွန်းပြိုင်စစ်ကိနဲ့ကတ်တပြေရွာတို့မှာတိုက်ပွဲတွေဆက်ရှိနေပြီးစစ်ကောင်စီကကြီးရီလီကခုခံပစ်ခတ်နေတယ်လို့လဲဒေသခံတွေစီကသိရပါရယ် စစ်ကောင်စီကလက်နက်ကြီးနဲ့ဒရုန်းပစ်ခတ်မှုကိုအဓိကထားအသုံးပြုနေပြီးကြောက်ဖြူမျိုးနယ်တွင်ရှိနေရာသုံးခုလောက်မှာတိုက်ပွဲတွေဆက်ရှိနေတာဖြစ်ပါတယ်။အေကထိုးစစ်ဆင်မှုကိုရပ်တန့်ထားပြီးမလာကျွန်းက၄ဖာလုံးပြိုင်စေကေက၂ဖာလုံးခန့်နောက်ဆုတ်အင်အားဖြည့်နေတယ်လို့ဒေသရင်းသတင်းရှင်းမြစ် Little Rabbit စီကသိရပါတယ်။အမှတ်32ရဲတပ်ရင်းမှာကြားလူနီဖြစ်နေပြီဖြစ်ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တရာစင်ခတ်ထွက်ပြေးလွတ်မြောက်သွားတာ စစ်ကောင်စီရဲ့မျိုးပြင်တက်တွေဖြစ်တဲ့ခမရ၅လေးနှစ်နဲ့ခမရ၅လေး၃တို့မှာလဲအင်အားပြုံတီးပြီးတက်ပြက်လူနှီးပါဖြစ်နေတဲ့အတွက်ရဲတပ်ဖွဲ့ဝင်တွေနဲ့အစားထိုးအင်အားဖြည့်ထားရတယ်လို့သတင်းရင်းမြစ်ကဆိုပါတယ်